ားရှင်များမင်္ဂလာပါရှင်ဒီနေ့ထာဝရလှပမြမဂီတာအစီအစဉ်မှာမြမတန်ဆင်တဲ့ချင်းတွေကို ချစ်မြတ်နိုးတဲ့တေးသန်ရှင်ပန်းဤဖြူနဲ့တွေ့ဆုံမင်းမြန်တင်ဆက်ပေးမှာဖြစ်ပါတယ်ပါညီမလေးကြီး ါပါမှာမြန်မာလိပန်းဖြူကငငယ်တဲ့ကအမှုပညာဝါသနာပါခဲ့ပြီးတော့ခုထိပေါ့နော် အောင်မြင်တဲ့အဆိုတော်တူဖြစ်ခဲ့တယ်အဲ့တော့မြန်မာလိအမှုပညာလောကကိုစပြီးတော့ရောက်ရှိခဲ့တဲ့အကြောင်းလေးကိုလည်းအရင်ဆုံးပြောပြပေးပါနော်ဟုတ်ဟုတ်ညီမကငါရန်ကျောင်းသူဘဝမှာပေါ့နော်ကျောင်းအစရိယပူဇော်ပွဲမှာဟိုတပင်ထဲမှာလိမ့်မနှင်းစီတခြင်းပေါ့နော်အဲ့ဒါလေးကို ိုတိုင်းစုကလေးတင့်ခဲ့တယ်ပေါ့အဲ့ဒီမှာဖေကတချင်းစုတမန်တီတော့ဒီနိုင်ငံတော်စုကရည်တီးပြိုင်ပွဲကိုဝင်ပြိုင်ခိုင်းခဲ့တယ်ပေါ့နော်အဲ့တော့ဝင်ပြိုင်ခဲ့တော့ဒီမှာရွှေရစိတ်စုရပြီးတော့ဒီရန်ကုန်ကတက္ကသိုလ်တည်ထောင်စင်ပိုင်ရှင်ဦးထွန်းပေါ့နော်ဦးထွန်းကနေပြီးတော့ပြိုင်ပွဲမှာညီမလေးကိုတွေ့ပြီးတော့ညီမလေးရဲ့အတန်လေးကိုသဘောကျပြီးတော့96ခုနှစ်မှာဆန္ဒကိန်းကြီးဆိုပြီးတော့ဒီမြန်မာတန်ဆင်စီရုခင်လေးကိုထုတ်ပေးခဲ့တယ်ပေါ့နော်။မအိုက်ကနေစပြီးတော့နှုပညာလောကနဲ့ရောက်ရှိခဲ့တာပါ။ ။ညီမလေးရဲ့ဘဝမှာတွေ့ဆုံခဲ့ရတဲ့တင်ဆရာမြင်ဆရာကြားဆရာတွေနဲ့ဒီဆရာတွေကဘယ်လိုမျိုးညီမလေးကိုသင်ကြားပေးခဲ့တယ်ဆိုတာကိုလည်းပြောပြပေးပါအောင်နော်။ဟုတ်ကဲ့အဲ့ဒါကြတော့လေညီမဆခဲ့တဲ့လမ်းကြောင်းကဒီစုကရေးတီးပြန်ပွဲပေါ့နော်။ပြန်ပွဲမှာညီမတို့ကကိုယ်တိုင်စီးဝါးကြိုင်ပြီးတော့ပြန်ရတယ်။ပြီးတော့ဟိုပြန်ပွဲအမျိုးအစားအစိုးပါတာရဲ့အတွက်၃မျိုးပေါ့နော်။ကလာပေါ်ဓမ္မဒေမဟာဂိတပေါ့အဲဒီသုံးမျိုးပြန်ရတဲ့ခါကျအဲ့ဒီမှာကကျမတို့ကခြေခံနေရပါနေပေါ့နော်ဟိုငငယ်ရဆိုလို့ရှိရင် ဒီစီဝါကင်တက်ဖို့ကျတော့ညီမလေး6တန်းအကြောင်းသူဘွားတော့ဒီညီမလေးရဲ့အကြောင်းဆရာဆရာလေးဦးဝင်းမြင့်ပေါ့စီဝါကင်တက်ကိုစတင်ပေးတယ်ပြီးတော့စုခါရေးတီးပြိုင်တဲ့ခါကျတော့ကိုနဲ့ပတ်သက်တဲ့ ဟိုတိုင်းမှာကန့်သွင်းတဲ့အခါကျတော့ဆရာတွေကလည်းအများကြီးပေါ့နော်အဲပြင်မနာအောင်ရောက်တဲ့အခါကျတော့ဆန်နီယာပပဦးငိမ့်ထက်ကဒီတချင်းစာသားပေါ့လွမ်းနေအပျော်တွေအဲ့လိုမျိုးခန်းစားတတ်အောင်တင်ပေးတယ်ပေါ့နော်ပြီးတော့ဒီရန်ကုန်ကိုရောက်လာတဲ့အခါကျတော့မမီတို့ရီတက်မမီတို့တင်မြဝါရင်ဆရာကြီးတွေကတွေ့ရင်တွေ့တယ်လို့မျိုးအခုချိန်ထိလည်းဟိုတုံတင်ပေးနေတော့မှာပေါ့မှာရဲ့အဲအကြောင်းမို့လို့ပညာကဟိုကုံနေလို့မရှိဘူးအခုချိန်ထိလည်းလေ့လာနေတော့မှာပဲမဟုတ် မြန်မာလေးအခုလိုမြန်မာတန်စင်တခြင်းတွေကိုပမာဏနိုင်တည်ဆုံနိုင်အောင်ဘလူများကြိုးပမ်းအားထုတ်ခဲ့လဲဆိုတာကိုလည်းပြပြပေးပါအောင်နော်ညီမလေးကတော့ငယ်တည်းကဟိုဒီစုကရီတီပြိုင်တာစပြိုင်တော့ဆိုရင်၁၂နှစ်အောက်ကစပြိုင်ရတာပေါ့နော်ပြီးတော့ခါကျတော့၁၀၁၅ဖြစ်သွားတယ်အဲ့လိုမျိုးပြိုင်ကလေးကဒီမဟာဂီတကိုညီမလေးတို့ကတော့ကျွမ်းတဝင်ရှိခဲ့တယ်ပေါ့အမြဲတမ်းနှစ်တိုင်းနှစ်တိုင်းမဟာဂီတကိုကျင့်ရတယ်ကျင့်ရတဲ့ခါကျတော့ဒီမဟာဂီတ ဆိုနိုင်မှမြန်မာတန်စင်မှာဒီမဟာဂီတဆိုတဲ့အခြေခံကိုပိုင်နိုင်ရင်ဒီညီမတို့အခုဒီဘက်ဟိုအလွမ်းနေဒီဟိုမြန်မာတန်စင်တချင်းတွေကကြိုက်တဲ့ဆိုဟန်ဆိုပေါ့လားညီမတို့ကမဟာဂီတပိုင်တဲ့အတွက်မခက်တော့ဘူးပေါ့နော်တကယ်လို့မဟာဂီတကိုမရခဲ့ဘဲနဲ့ဒီမြန်မာတန်စင်တချင်းကိုဆိုမဲဆိုလို့ရှိရင်တကယ်ခက်တဲ့ဆိုဟန်ဆိုပေါ့လေးတွေကြာရင်ဟိုနည်းနည်းပို့ပြီးတော့အခက်ခဲရှိတာပေါ့မဟာဂီတ ပိုင်နိုင်ထားတဲ့လူအတွက်ကတော့မခက်ခဲဘူးပေါ့နော်အဲ့တော့တကယ်တမ်းမြန်မာတန်စင်ကိုသိဆိုမယ်ဆိုရင်တော့မဟာဂီတကိုအရင်လေ့လာတာပိုကောင်းပါတယ်မှညီမတို့ကျတော့မဟာဂီတကိုဟိုနှစ်သက်တယ်ကိုယ်တိုင်စီဝါကင်ပြီးဆိုရရင်တစ်ချိန်တည်းမှာမျောပြီးတော့ဟိုအရန်တန်ဖို့ရှိရပေါ့နော်အဲ့ဒီအခြေခံနေရှိခဲ့တဲ့အတွက်ဟို ဟိုမဟာဂီတာကိုကိုကစာသားအလို့မရတာပဲရှိမယ်ဒီပြန်နားထောင်လိုက်ရင်စာသားကြည့်အားလုံးဒီဆိုဟန်ဆိုပေါက်တွေကကိုကရပြီလားဆိုတော့အကုန်လုံးပြန်စိုးနိုင်တာပေါ့မှားရယ်နော်ဟုတ်မဟာဂီတာတချင်းလေးတွေကိုဟိုတင်ခဲ့တဲ့အတွက်ပေါ့နော်ဒီဂီတာနဲ့ပတ်သက်ပြီးတော့ညီမလေးမှာဘလို့အကျိုးကျေးဇူးတွေရှိလာတယ်ဆိုတာလေးကိုလည်းပြပြပေးပါအောင်နော်ဟုတ်မှာအော်တကယ်တော့ဒီခစ်ခစ်ကာလာပေါ့နော်အခုခစ်ရဲ့အနေအထားအရညီမတို့ဆိုလဲဟို series တွေကိုတိုင်းထုတ်ရတယ်ကိုတိုင်းထုတ်ရတော့ ဒီပြိသက်ဆိုတဲ့အနေထားမှာဒီမြန်မာတန်စင်စစ်စစ်မဟာဂိတဆန်ဆန်သဘောတစ်ခုပြောရင်မှရဲ့သူတို့အနေထားနဲ့အလိုပေါ်ပေါ်ပါပါလေးလိုက်ဆိုလို့လွဲကူမယ်ဆိုရင်ဒီတချင်းရတေးကြတယ်ပောက်တယ်ပေါ့အခက်ကလာကအဲ့လိုမျိုးဖြစ်သွားတာ哦အဲ့တော့ညီမကတော့ဘလိုပဲဖြစ်နေသေးတယ်အခွေတခွေထုတ်ရင်အဲ့ထဲမှာဟိုလူငယ်ကြိုက်လဲပါရမယ်လူကြီးကြိုက်လဲပါရမယ်ဒီလိုမျိုးမျှပြီးတော့ဟောအရွယ်သုံးပါအတွက်မျှပြီးတော့ထုတ်တာပေါ့နော်အဲ့တော့ မှန်ပါတယ်ဒီခက်ကာလာအရာဟိုဈေးကွက်အရာဆိုရင်တော့ဒီတချင်းမျိုးမျိုးလေးတွေကပို့ပြီးတော့ရောင်းအားကောင်းတယ်အောင်မြင်တယ်မှန်တယ်ဆိုပေမဲ့ရေရှည်မှာဟိုတကယ်ကိုအသက်အရွယ်အပိုင်းခြားအရာရေရှည်မှာယက်တီလာပြီဆိုရင်တော့ဒီမဟာဂီတဆိုရင်ဝမ်းစာရှိတဲ့အနုပညာရှင်ကပို့ပြီးတော့ရေရှည်မှာအောင်မြင်တဲ့အနုပညာရှင်ဖြစ်မယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့အခုညီမတို့ဆိုရင်မမီတို့ရီရီတန့်တို့မမီတို့ဒေါက်တာနေများတို့ဆိုတာတကယ်မဟာဂီတတွေကိုကျွမ်းကျင်ပိုင်နိုင်တဲ့ တပါးရင်ကြီးတွေဖြစ်တဲ့အတွက်အခုဆိုခလေးတွေကအစာပေါ့နော်အခုမမကြီးတို့စီမှာပဲဟိုကိုကိုွယ်တဲ့စီကတ်တဲ့တင်ယူလေးလာတယ်။ယနေ့ချိန်ထိလည်းဆရာကြီးတဆူအဖြစ်အောင်မြင်စွာရပ်တည်နေနိုင်ကြတယ်။ဒါကအခြေခံကိုပိုင်နိုင်ခဲ့တဲ့အကျိုးကျေးဇူးတွေပေါ့နော်။အဲ့တော့ညီမလေးဆိုရင်လည်းညီမလေးတို့တွေလည်းအခုချိန်မှာမဟာဂီတလည်းပြန်လေ့လာရမှာပဲ။အများတန်းမမစီရောက်သွားရင်မမချပေးရင်ချပေးသလောက်ကိုလည်းပြန်လေ့လာရတာပေါ့နော်။အဲ့တော့မဟာဂီတဆိုတဲ့ဝင်းစာရှိနေရင်တော့ဘဲဘက်ကပဲဆန်းဆန်းပို့ပြီးတော့ဟိုပညာပြည့်ဝမယ်လို့ပြောချင်ပါတယ်မှာ။ ခင်မှာဟိုလူငယ်တော်တော်များများလေဒီမဟာဂီတတချင်းတွေကိုဟိုတည်တည်ချာချာနားမထောင်မှုတဲ့လူကများတယ်လေညီမလေးရဲ့ဟိုခေတ်ကာလကလည်းပြောင်းလဲသွားတာ哦အဲ့တော့မဟာဂီတတချင်းတွေထဲမှာလည်းဒီနားဆွဲတဲ့တချင်းတွေဟိုအများကြီးရှိတယ်လူငယ်ကြိုက်တဲ့ဟိုတန်စင်လေးတွေအများကြီးရှိတဲ့အတွက်ပေါ့နော်ဒီမဟာဂီတပညာကိုလေ့လာသင့်တဲ့အကြောင်းကိုလည်းညီမလေးကနေပြီးတော့ဒီနေ့လူငယ်တွေသိအောင်လို့ပြောပြပေးပါအောင်နော် ဟောက်မှဟိုတကယ်တော့ဟိုကလေးတွေကလေခုနမပြောသလိုပေါ့ဟိုတို့မြစ်တာကဘာများပြင်မချလို့ရဲဆိုဒီလောက်ကိုသူတို့ကတချင်းကြီးတွေဆိုတာမမတို့ကပေါ့နော်အဲ့လိုမျိုးတချင်းကြီးနားမထောင်တတ်ဘူးအဲ့လိုဖြစ်သွားတာပေါ့နော် ဲ့တော့အဲ့လိုမျိုးပြောရင်မဟုတ်ဘူးဒါကတချင်းကြီးမဟုတ်ဘူးဒါကအခုမှကာလပေါ်ပဲရှိသေးတယ်တချင်းကြီးဆိုတာလုံးဝကိုစီးနေဝါနဲ့ပိုင်ပိုင်နဲ့နဲ့เนาะရှေးတုန်းကပေါ်မှာတကယ်တမ်းကျတော့အဲ့ရှေးတုန်းကတချင်းလေးကိုနားထောင်မှာအနှစ်သာရဆိုတာပြည်တာလေစကလုံးနေဆိုလဲအခုညီမတို့ဒီကာလပေါ်တွေထဲမှာလဲရှေးခေတ်ကစကလုံးတွေကိုပြန်ယူပြီးတော့မှเนาะတန်စင်တွေကအစပြန်ထည့်ရတာပဲလေဒီဒီ frame ကြီးထဲမှာပဲသွားနေတာဟုတ်အဲ့ကျတော့ဟိုညီမလည်းအများကြီးတော့မပြောတတ်ပါဘူးဒါပေမဲ့တေးကြတာတခုကတော့ဒီမဟာဂီတဒီ ဒီညီမတို့ဒီဘက်ညီမတန်စင်တချင်းနေရဒီမဟာဂီတတွေကိုလုံးဝမထွက်ဘူးစာသာရောတန်စင်ရောဒီထဲမှာပဲဟိုဝဲလဲနေတာဖြစ်တဲ့အတွက်မဟာဂီတကိုလေ့လာထားလိုက်မယ်ဆိုရင်တော့ဘာပဲပြောပြောအလွမ်းပဲလာလာအမျိုးပဲလာလာပို့ပြီးတော့စုနိုင်မယ်လို့ထင်နေပေါ့နော်အဲ့တော့ညီမလေးကတော့ဟိုကလေးလေးကိုလေ့လာစေချင်ပါတယ်ကိုကိုကိုတိုင်းလဲတကယ်ကိုတပိုင်းရင်ပညာရှင်မဟုတ်သေးဘူးလေကိုတိုင်းကိုတိုင်းလဲလေ့လာနေရအောင်ပဲလေ့လာနေစေပဲဆိုတော့ သဘောတူအီမာလေးတို့ဆိုရင်တော့မှဒီထူမချာနာဆိုတော့တချင်းကန့်ပေါ့နော်ထူမချာနာတချင်းကန့်ဆိုရင်ဒီမြမတန်စင်အစိုးတော်တွေကမရမဖြစ်ကိုကြက်ထားရတာဘာဖြစ်လို့ဆိုတော့ဒီမြမတန်စင်တချင်းဆိုပြီးဆိုတာနဲ့ဘုံကြီးဖုံဖုံပူဇော်ပွဲတွေအဲဂုံပြုပွဲတွေဒါမျိုးတွေကရောက်လာပြီပေါ့ရောက်လာရင်အမြဲတမ်းကဒီထူမချာနာကမပါမဖြစ်ဘာဘာမြင်ပြဆိုတော့ထူမချာနာတချင်းကန့်ဆိုရင်တော့တော်တော်များများကတော့တိကျပါတယ်ခလေးလေးနားလေကြတိကျတယ်ပေါ့နော်အဲ့တော့ ဒီဒီလိုမျိုးမဟာဂီတထဲမှာလည်းပောက်တဲ့သချင်းတွေတော့ခစ်စကားနဲ့ပြောရင်တော့ပောက်တာပေါ့မှာเนาะအခုနတော့နဲ့တောင်ဆဲလိုမျိုးနားဆွဲတာပေါ့เนาะတောင်းနဲ့တောင်ဆဲလိုဟိုဝေးစရနာဘာညာဒါမျိုးလေးတွေကတော့လွယ်လွယ်ကူကူလေးတွေကိုအရင်စပြီးတော့လေ့လာပြီးတော့မှဟိုကိုယ်ဝမ်းစာအတွက်ကတော့ဟိုသချင်းကြီးတွေကိုလေ့လာတင်ပါတယ်လို့မြမဂီတကိုထိမ့်သိမ့်ဖို့အတွက်ဒီမျိုးဆက်တဲ့လူငယ်လေးတွေကိုညီမလေးကအမှတ်တရစကားလေးလေးပြပြပေးပါဦးနိုင်ငံတကာနိုင်ငံမှာဟိုကိုကိုလူမျိုးက ိုရင်ချင်းမှုကိုရဲ့ကိုပိုင်ဂီတနဲ့ရက်တည်တာပိုကောင်းတာပေါ့နော်ဒီလိုပဲဂီတဖက်မှာလဲပြောလို့ရှိရင်ဟိုမြန်မာတန်စင်တချင်းကိုတွေဆိုရတာကိုပဲသူတို့ကနားထောင်လိုက်ရရင်ကိုပဲတချို့ကလေးတွေကဟိုတိတ်ငဲစရာလို့လို့ဘာလို့အလိုလဲတွေးတတ်ကြတာပေါ့နော်များသောအားဖြင့်ဒီ FM line တွေဘာတွေဆိုလဲညီမဖြစ်စေချင်တာပေါ့ခစ်ပေါ်တွေကိုလည်းလွှင့်ပါမြန်မာတန်စင်လေးတွေကိုလည်းလွှင့်ပေးစေချင်ပါတယ်လို့ နားထောင်တာပဲဖြစ်အများနဲ့ခစ်ပေါ်တွေပဲကြားနေရတယ်မြန်မာတန်စင်ကမကြားရအောင်ပေါ့နော်အဲ့တော့ညာတော့အပြင်ကလေးတွေဆိုတာလဲဒီကြားနေတဲ့ဟာဒီပေါ်မှာပဲသူတို့ကလဲပတ်သွားတာဟုတ်မြန်မာတန်စင်ကတဖြည်းဖြည်းကြားရတာဝေးတယ်လို့မျိုးလဲဖြစ်သွားတာပေါ့နော်အဲ့တော့ခြားတော့ဒီကိုယ့်ရဲ့မောင်လေးညီမလေးတွေအားလုံးပုံပေါ့မြန်မာလူမျိုးဖြစ်တဲ့အတွက်မြန်မာဂီတကိုမြန်မာတချင်းကြီးကိုနားထောင်ရမှာမရှက်ပါနဲ့နိုင်ငံတကာမှာပဲဘယ်လိုပဲဖြစ်ဖြစ်တကယ်ကိုယ့်ရဲ့ကိုယ်ပိုင်ဂီတကိုပြမယ်ဆိုရင်ကိုယ့်ရဲ့မြန်မာဂီတပဲပြလို့ရမှာပါဟုတ်တယ်နော်အမ ဘာပဲပြောပြောဟိုတကယ်တိုင်းတစ်ပါးဧည့်တယ်လာလို့ဧကန်ဖြုတ်ပြပါမယ်ဆိုသူတို့ရဲ့တန်စင်ကို copy ယူထားတဲ့ဟာသွားဖြော့ပြလို့မရဘူးလေအဲ့ဒီအချိန်မှာကိုယ့်ရဲ့မြန်မာမှုကိုပဲပြရတော့မှာမြန်မာမှုပဲပြရတော့မှာဆိုကိုရန်ကအမြဲအကျွမ်းတဝင်နဲ့ကိုယ့်ရဲ့ကလေးတွေလေ့လာထားတယ်ဆိုရင်ဒါအထူးတလဲလောက်ပြနေစရာမလိုတော့ဘူးပေါ့နော်အဲ့ကြောင့်မလို့ကိုယ့်ရဲ့ကိုပိုင်ဂီတကိုပိုင်ယဉ်ကျေးမှုအားလုံးကိုမောင်လေးညီမလေးတွေအလေးထားပါတမိုးထားပါလို့ပြောချင်ပါတယ်မြန်မာ ောရရှင်များရှင်ဒီကနေ့ထာဝရလပမြမဂီတအစီအစဉ်ကနေမြမတန်းစင်တေးသန့်ရှင်တူဖြစ်တဲ့တေးသန့်ရှင်ပန်းအီဖြူနဲ့မင်းမြန်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်ယနေ့လူငယ်တွေအားလုံးလည်းမြမမှုမြမဂီတကိုချစ်မြတ်နိုးပြီးတော့မြမဂီတထာဝရရှင်တန်းအောင်ကြိုးပမ်းအားထုတ်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမွန်ချွေရင်းနဲ့တောရရှင်အားလုံးကိုကျမအေးထွန်းကနှုတ်ဆက်လိုက်ပါတယ်ရှင်